အားလုံးမင်္ဂလာပါကျွန်တော်ဒီညပြပြမယ့် product ကအကြောင်းတော့ကျွန်တော်ငငယ်ကကြုံတွေ့ခဲ့တဲ့ product ကအကြောင်းလေးဖြစ်ပါတယ်ကျွန်တော်ဆယ်တန်းပြီးတဲ့အချိန်မှာဒီတရုတ်ဆောင်လုပ်ကားတွေမဝင်ရဲ့မနော်ဝင်ရဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ရဲ့ကျွန်တော်အကူရဲ့တက္ကသိုလ်အဖွဲ့ရှိရပေါ့ပွဲလိုက်ကရဲအဲဘယ်သူနဲ့လိုက်ကရလဲဆိုပထမဆုံးကမက္ကာပေါ့နော်အစိုးရကကရဲ့အနောက်မှာကျွန်တော်တို့ဘက်ကက်တန်ဆာအနေနဲ့ကရတယ်ကတော့သူစီးပြီးထွက်တဲ့အချိန်မှာအခွေထုတ်တော့ကျွန်တော်တို့တွေနေလှည့်ပြီးတော့ပရိုမိုရှင်းလုပ်ကြတာပေါ့ပရိုမိုရှင်းလုပ်တော့အဲ့နေတနေရာကို ျွန်တော်ရောက်သွားတယ်ရောက်တဲ့အချိန်ကလည်းမိုးတော့ချုပ်နေမိုးချုပ်တော့ကျွန်တော်ရောက်တဲ့အချိန်မှာရောက်ချင်းအကုန်ထမင်းစားကြတာပေါ့နော်ထမင်းစားပြီးအခန်းလေးခွဲပေါ့ဘယ်အခန်းဘယ်အခန်းပါ냐ဆိုပြီးကျွန်တော်တို့အခန်းပြီးတော့မှထမင်းစားရင်မှအခန်းကိုနေရာယူကြတယ်ယူတော့ကျွန်တော်တို့ယောက်ျားလေးသက်သက်မိန်းကလေးသက်သက်နေရာယူတဲ့အချိန်မှာကျွန်တော်ရယ်ကျွန်တော်အကူရယ်ပြီးတော့အိုက်ခီးစင်မှာကားလိုက်မောင်းပြီးရယ်ကားဒရိုက်ဘာအကူရယ်ပေါ့နော်ကျွန်တော်တို့တောင်းတခန်းရတောင်းတခန်းရဆိုအဲ့အခန်းကလည်းဘလူမျိုးကျယ်လဲဆိုတော့တော့ကျွန်တော်တို့ရောက်ဖူးတဲ့အခန်းလေးတောက်ကိုတော်တော်ကျယ် အိုက်တဲ့ခုတဲခုခံလို့ပဲပြောမှာဟိုတယ်လို့ပြောမှာတော့မသိဘူး။သူကဒီအခန်းကိုစောင့်ဝင်လိုက်ပြီဆိုတာနဲ့ဧကန်းရှိတယ်။ဧကန်းရှိတယ်။သူ့ရဲ့အခန်းတိဆောက်ပုံဧကန်းရှိတယ်။ဧကန်းမှာသူကဟိုကျုံးခုံလေးနဲ့ခုံနဲ့ဟိုစာအုပ်တွေပါထားပေးတာပေါ့နော်။စာအုပ်ခုံစာအုပ်တွေရှိတယ်။ပြီးတော့ဘာရှိလဲဆိုတော့အဲ့ဧကန်းနေပြီးတော့ဘယ်ဘက်ကိုချိုးလိုက်လို့ရှိရင်အိမ်သားကြီးချိုးခန်းရှိတယ်။ညာဘက်ကိုချိုးပြီးဝင်တော့မှဧကန်းပေါ့နော်။ဧကန်းကလည်းဟိုဘယ်လိုမျိုးတွေလှုပ်ထားလဲဆိုတော့ တော်ဟိုရှေးဟောင်းပုံစံမျိုးဟိုဘောနော်ဟိုကဒင်းတွေကအစလေးတသားကဒင်းယူမှာဟိုကဒင်းအဲ့တော့ချင်းတွေပါယူအဲကွန်းတွေပါယူမရှိဘူးသူကပန်ကန်နဲ့ပဲဆိုတော့ကဒင်းမှာတိုင်လေးတိုင်နဲ့အဲ့တိုင်လေးတိုင်ကမှဟိုဗာလဲချင်းအောင်ထောင်လို့ရအောင်ထားပေးထားတယ်တိုင်နဲ့ဘောနော်အဲ့ဒါကိုကဒင်းတစ်လုံးစီတယောက်ကြီးကဒင်းအထက်မှာသုံးလုံးရှိတယ်သုံးလုံးရှိတော့ကျွန်တော်တို့ရဲ့အမနေရာချပြီးတော့အိတ်ကြတော့မယ်ဆိုတဲ့အချိန်မှာကားရိုက်ပါကိုကညီလေးကကိုကြီးဘောလုံးပွဲတော့ကြည့်လိုက်အောင်မယ်တဲ့ဟာကိုကြီးဟိုဟာ လော့တော့မချလာတော့ဘူးတဲ့ကိုညာကြမှာဝင်လာခဲ့လိုက်တော့မယ်ဆိုတော့မကြတယ်ကိုလို့ဘာမှမဖြစ်ဘူး AC ပဲကျွန်တော်လည်းပစ္စည်းရလည်းကောင်းအောင်မှာလို့တိတ်ပြီးတော့ဘာမှအရေးကြီးရမှာမပါဘူးလို့တော့ဟိုဖွင့်လာတယ်လာလို့မချအောင်လဲဆိုပြီးပြောပြီးတော့ကျွန်တော်ရယ်ကျွန်တော်အကူရယ်နှစ်ယောက်ကတယောက်ဂရင်တစ်လုံးစီအိတ်ကြအောင်အိတ်ကြတော့ကျွန်တော်ထင်တယ်ညနှစ်နာရီခွဲသုံးနာရီလောက်ဖြစ်မှာမသိဘူးအခန်းတကာဖွင့်တဲ့အတိုင်ကြားလူရှင်ကားရဲရလိုပဲဗျအဲတကားအတိုင်ကြားတော့နော်ကြည့်ဆိုအသာလေးပွင့်လာအတိုင်ကျွန်တော်ကြားရတယ် ်အဲဘေးမှာကြည့်လိုက်တော့ကျွန်တော်တို့လည်းအကုန်အမှောင်ချပြီးအိမ်နေကြတယ်အကူကကြောင့်မီးပဖွင့်ပြီးအိမ်သူမအိတ်တော့ဘူးကျွန်တော်မီးမှောင်ချပြီးအိမ်နေကြအဲ့တော့ကျွန်တော်အတန်ကြောင့်ကျွန်တော်စိတ်ထင်ရဒီကားဒရိုက်ဘာအကူဘောလုံးဝဲကြည့်ပြီးတော့သူပြန်လာပြီလို့ပဲထင်လာထင်တော့အဲ့မှာသူကဘာတန်ဆက်ကြလဲဆိုတော့အဲ့ဧကန်အကုန်မှာသူထိုင်တယ်ထိုင်ပြီးတော့စာအုပ်တွေကိုလှန်ပြီးတော့ဖတ်တယ်သူစဉ်းစားတာပေါ့နော် ်။ဒီအကူကဘာလဲပေါ့နော်။တညာတလန်းလုံးနဲ့သူကားမောင်းလာတယ်။တော်တော်လေးခီးပန်းနေကြပြီ။အဲ့တော့သူဘောလုံးဝဲကြည့်နိုင်တယ်။ဘောလုံးဝဲကြည့်ပြီးတော့သူစာရီပါထိုင်ဖက်နေသေးတယ်ဆို။လူငယ်အတွေ့အော်ဒီဘက်ဘာလဲကွာလူကောင်းမဲ့ဒီဘက်မအိပ်ဘူးလားမသိဘူးလို့တော်တော်နေနိုင်တဲ့လူပဲပါညာ။တွေးပြီးတော့ကိုယ်ကအတိုင်းလေးပဲမေးနေအောင်။မေးနေတဲ့အချိန်မှာအဲ့စာအုပ်ကိုဝုန်းဆူချလိုက်တယ်။ချပြီးတော့ရေချိုးကန်းတစ်ကောက်ကိုသူဖွင့်တယ်။ဖွင့်ပြီးသူခဏလေးနေတော့တမနစ်လောက်လဲကြာလာကြအောင်ရေးသားနေကြအောင်စကြအောင် ်ရေုံမှအဲ့လိုမျိုးရေချိုးတော့ပြီးတော့ကျွန်တော်တို့သွားတဲ့နယ်မျိုးကတော်တော်အေးရင်အချိန်ကျွန်တော်မျက်နှာတက်တာတော့တော်တော်အေးနေရေတော်မချိုးနိုင်တော့ဘူးကွာအဲ့ဒါကိုသူဒီအချိန်နှစ်နာရီခွဲသုံးနာရီလောက်ကိုသူဘာလို့ရေချိုးရလဲပေါ့နော်ဟောဒီတချို့ကြောင့်လည်းအဲ့လိုချိုးတဲ့လူရှိမှာပါလေးကွာညာဟောကိုလည်းတွေးလိုက်တော့တွေးပြီးတော့ဒီတိုင်းဆက်နေတယ်ပြန်ပြီးရအောင်အိတ်တော့မေးပြီးတော့အဲ့လိုအိတ်မယ်ကြမ်းလိုက်အတန်ပြန်ကြားပြန်ရှိဘွားကိုပြချလိုက်တယ်ဗျာဂလုံဂလုံနဲ့တော့စတီးဘွားဆိုတော့လေစတီးဘွားကြားတဲ့အတန်လေးလည်းကြောင်ကြားကြားပြီးတော့အိမ်နိုင်ရေဆွဲချတဲ့အတန်ကြား ။အဲ့ကြားပြီးရချင်းမှာအဲ့တကားပြန်ပွင့်လာပြီးတော့ယေရှုခရစ်ကောင်ကိုပြန်ပိတ်လိုက်ကြိန်းဆိုပြီးတော့ဟိုအတန်လေးတော်တော်ကြည့်ရကမသိရင်ဟိုကျွန်တော်တို့ညဘက်ကိုလေဟိုလူတယောက်အိတ်နေတာကိုတော့မှဟိုဒီနားလည်းမပေးနိုင်ဘူးဗောနော်။သူလှုပ်ချင်တယ်လှုပ်နေတယ်ဗော။နှိမ်ကင်းဘက်မှာသွားနေတယ်သူများအိတ်နေအောင်နားမလဲဘူးလို့ဝတ်ထင်တာလေ။ဒီဘက်မမိုက်ဘူးဗောနော်။ကိုကိုလည်းဆက်အိတ်နေ။တကယ်ပြောဆက်အိတ်နေတဲ့အချိန်မှာဆန်းနဲ့ဝင်လာ။တကားကတော့ကြွေးကြီးဆိုရင်ဂျိန်းဆိုပိတ်ပလိုက်။ပိတ်ပြီးသူလမ်းလျှောက်လာတယ်။ မောင်နေတော့ကျွန်တော်တို့ကရမောင်ထဲမှာအသားကျရယ်ဆိုရင်လူတယောက်လာတယ်ဆိုတော့ထင်းထင်းလင်းလင်းမြင်ုံမြင်ရတယ်မောင်ထဲမှာအသားကျတယ်တိုင်းလူမတွေ့ဘူးခြေတံကြတယ်အာကျွန်တော်ရဲ့ကရင်အပေါ်မှာပေါ့နော်ကျွန်တော်ခေါင်းရင်သူ့ဝင်လာနဲ့ကျွန်တော်ခေါင်းရင်ဘက်ကကရင်တန်းဝင်လာဆိုသူလျှောက်လာတဲ့အတန်တော့ကျွန်တော်ကြားတယ်ဒါပေမဲ့ကျွန်တော်လှမ်းကြည့်ရမမြင်ဘူးပြုတ်ကရင်ပေါ်တက်တယ်ကရင်တက်ပြီးတော့ကရင်ကတသားကရင်နေဆိုတော့မြည်သွားတဲ့အတန်နဲ့ဂျွေးကြွတ်ပါ냐အဲ့လိုပြင်များအတန်လို့ကျွန်တော်ကြားတယ်ကြားပြီးတော့အတန်ငြိမ်အောင်လို့ ငိမ့်တော့ကျွန်တော်ဒီတော့မေးတော့မယ်ပေါ့နော်ဘာလို့ဒီချိန်ရေချိုးတာလဲကိုဖြောင်းမယ်ဘာညာဆိုပြီးတော့မေးဖို့ဆိုပြီးတော့ကျွန်တော်လဲ toilet သွားရင်လည်းမေးမယ်ဆိုပြီးတော့ကျွန်တော်အပြင်မီးကိုဖွင့်လိုက်တာအပြင်မီးဖွင့်တော့တကားဖွင့်တော့အထဲပါလင်းသွားတယ်အခန်းမီးကလင်းသွားအထဲကအထဲကအပြင်မီးအချိန်နဲ့ကြောင့်အထဲကိုမြင်ရမြင်ရတဲ့အချိန်မှာကျွန်တော်ကြည့်လိုက်တော့အဲ့ဒီတည်းမှာဘယ်သူမှရှိမလို့အဲ့တော့ကျွန်တော်စဉ်းစားလိုက်ရအောင်နော်သူ့ဘယ်ချင်းပြန်ထားသွားလဲပေါ့ ပြန်ထားသွားတယ်လူကစိတ်တော့မှဇနိုးစနောင်းတော့ဖြစ်သွားပါဘောနော်အတူပြန်ထွက်သွားတာလားဘာလဲဘောနော်အကိုလည်းမနေနိုင်တော့ဘူးနေနိုင်တော့ငါပဲမသိလိုက်တာနေမယ်ဘောနော်ငါဒီလောက်ကြည်ထားရင်တူလူပြန်ထွက်သွားလည်းမသိဘူးမမေးတော့ဘူးကွာလို့ရှုပ်တယ်လို့အကိုတွားလိုက်ပါညာသွားပြီးကျွန်တော်ပြန်ဝင်အိတ်လိုက်ကျွန်တော်မနေ့ကျတော့နိုးလာတဲ့အချိန်မှာကျွန်တော် breakfast စားကြတယ်ဘောနော် breakfast စားလို့သူ့ကိုမတွေ့ဘူး သူ့မတွေ့တော့ကျွန်တော်ကားနားမှာကျွန်တော်ပစ္စည်းတွေသွားယူမယ်ဝယ်စားလေးလဲဖို့သွားယူမယ်ဆိုပြီးတော့ luggage သွားထုတ်ဖို့သွားတဲ့အချိန်ညမှာသူကားနားမှာရေးဆေးရေးဆေးတော့ကိုကြီးတို့မနေ့ညနောက်ကြရအောင်လို့ဘာရေးချိုးနေကိုကဖျားမယ်လို့မလုံးနေပါညာသူ့တော့ပြောကြတယ်အညီလေးကကိုကြီးကညာကပြန်လာမအေးဘူးလေမင်းတို့အားနာလို့ကငါအခန်းတော့လာတကားဖွင့်လိုက်တယ်ဖွင့်ပြီးတော့ကိုကြီးလောက်လာချလိုက်တာလေလောက်ချပြီးတော့ကိုကြီးကားပေါ်မှာအေးတာဟာအဲ့တော့ တော်တော်လေးစဉ်းစားွားကျွန်တော်အဲ့အချိန်မှာလုံးဝအခန်းထဲမဝင်ရတော့နေခင်းမနက်ပိုင်းနော်မနက်ပိုင်းကျွန်တော်အခန်းထဲမဝင်ရဘူးဝင်ရတော့ဘယ်နဲ့ဒီအကြောင်းကဘာလို့ပြောပြရမှာမသိဘူးဖြစ်နေမဖြစ်တော့အကူတော့ပြောတာပေါ့အကူဒီကိုပြောဒီလိုဒီလိုပဲငါနောက်တညတော့ငါဒီမှာစိုက်ဖို့တော့အဆင်မပြေတော့ဘူးထင်တယ်လို့မင်းညာလှုပ်သွားတဲ့ပုံကလူတယောက်ဝင်ထွက်သွားတဲ့ပုံစံအတိုင်းကို तू တေချာဘူးငါလည်းကြားတယ်အိမ်မက်မက်တာလည်းမဟုတ်ဘူးငါအဲ့လိုကြီးတွေ့တယ်ပေါ့နော်အဲ့လိုလည်းကြားလိုက်တယ်ပေါ့ကူအဲ့လိုအဲ့လိုဖြစ်နေပြီဘယ်လိုလုပ်မလဲဆိုတော့ तू ကတော့အဲ့လိုကိုပိုင်းနေမကြောက်ပါနဲ့တဲ့ဘာမှဖြစ်တော့ပါဘူးတဲ့ တကယ်လို့ရှိရဆိုလို့ရှင်လည်းတော့သူနေတာပါတဲ့ကိုဘာမှဒုက္ခမှမပေးတာပါညာဆိုအဲ့လိုကြလည်းမရဘူးလေကိုကမနေရဘူးလေအချက်ချင်းအဲ့ဒါနဲ့ပဲကျွန်တော်အခန်းပြောင်းလိုက်ရတာပေါ့နော်အဲ့တော့အမှတ်တရပါကျွန်တော်နေသွားတဲ့အချိန်တိုင်းမှာနောက်ပိုင်းကျတော့ဘာကြီးသတိထားပြီးလုပ်လဲဆိုတော့ကျွန်တော်အခန်းတစ်ခန်းရောက်ပြီဆိုလို့ရှင်အရင်ဆုံးအာကျွန်တော်တို့တွေဒီမှာလာတဲ့ဧည့်သည်ပါဘလူးအဖြစ်စိတ်ထဲရပဲဖြစ်ကျွန်တော်တိုင်တယ်ပြီးပြောတယ်ဟိုဘယ်သူမှနှောက်ရှက်ဖို့လာမှာမဟုတ်ဘူးကျွန်တော်လည်းကျွန်တော်ဘာအောင်နေမယ်ကျွန်တော်တို့လည်းမနှောက်ရှက်နဲ့ပြီးရင်ကျွန်တော်ဘုရားရှိခိုးရဲ့အချိန်ကြလို့ရှိရင်လည်း ကျွန်တော်အမြဲတမ်းကျွန်တော်ဟိုပဋ္ဌာန်းအဋ္ဌာန်လောက်ရတာပဋ္ဌာန်းအဋ္ဌာန်ပဋ္ဌာန်းအမြဲဟုတ်ရင်ဟောအရန်ရွတ်တာဟုတ်ပဋ္ဌာန်းရွတ်တော့ပဋ္ဌာန်းရွတ်မဲ့နေရာဘယ်နေရာရောက်ရောက်ကျွန်တော်အိမ်မှာဆုံးတော့ကိစ္စမရှိဘူးလေအပြင်ရောက်ပြီဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်မြေတားပို့တယ်ပြီးလို့ရှိရင်မြေတားပို့ပြီးဒီအခန်းဒီဟိုတယ်ဘရဝမှာရှိတဲ့အမြဲမြဲတည်းအားလုံးကျွန်တော်ပဋ္ဌာန်းဒေသနာပဋ္ဌာန်းရွတ်ဖတ်ပူဇော်တော့မှဖြစ်တဲ့အတွက်ကြောင့်ဒီပဋ္ဌာန်းကိုဟိုမနာဝင့်ဘူးနာလို့မရဘူးဆိုလို့ရှိရင်ခေတ္တခဏရှောင်ရှားပေးပါ ်ကျွန်တော်ရက်ဖတ်ပူဇော်ပြီးတဲ့အချိန်ကြာမှာပြန်လဲပြန်ပြီးတော့ကျွန်တော်ခေါ်ပြီးအမျှပေးပါမယ်ဆိုပြီးတော့အငဲလှုပ်ဖြစ်တယ်အဲ့တော့အငဲရောက်ခင်